ဟိုးတော့တော့ရိုးရိုးသားမန်အင်ဂျင်တွေပဲသုံးတဲ့အချိန်မှာသူကတောင်ပေါ်ဒေသရောက်သွားလို့ရှိရင်အင်ဂျင်ကသူကသူတို့သတ်မှတ်ထားတဲ့လိုချင်တဲ့အဲမြင်းကောင်ကြီးစွမ်းဆောင်ကြီးမထွက်လာတော့ဟုတ်ကဲ့ low idea နဲ့အကြာကြီးထားလို့ရှိရင်သူကအိဇိုဘက်ကပရက်ရှာကနည်းတယ်အဲ့အချက်တစ်ချက်ကနေရှောင်းမှာအင်ဂျင်ဝိုင်းဒီတာဘိုရဲ့အဲတက်တန်းပြေပေါ့လေအသုံးနိုင်တယ်ဟုတ် အကိုကြီးကျွန်တော်တို့ခုနောက်ပိုင်းပေါ့နော်အဲထုတ်တဲ့ engine တွေရဲ့နောက်တစ်ခုဒီစွမ်းဆောင်ရည်မြင့်တဲ့ engine တွေမှာဒီ engine component တွေပေါ့နော် component တွေပိုများလာတယ်အဲ့ထဲမှာမှာပေါ့နော်ဒီ turbo charger တွေလဲဒါအရေးကြီးတဲ့ component တွေကတခုပဲလို့ကျွန်တော်တို့ထင်ပါတယ်အကိုကြီးဟုတ်အဲ့ဒါကြောင့်မလို့ဒီ turbo charger နဲ့ပတ်သက်ပြီးတော့ဒီသူ့ရဲ့အခြေခံအလုပ်လုပ်ပုံဆောင်ရင်ဆောင်ရင်လေးတွေနဲ့အကိုကြီးဒီ ဒီဆက်ပြင်တက်တန်းတစ်ချောင်းလုံးမှာပေါ့နော်တာဘူချာချာနဲ့ပတ်သက်တဲ့အဲ့လိုအတွေ့အကြုံလေးတွေအမှတ်တရလေးရှိရင်လည်းတစ်ချက်ဝေမျှပေးပါအောင်ဗျဟုတ်ဟုတ်သူတို့တာဘူချာချာဆိုတော့တော့သူကအင်ဂျင်ကထွက်တဲ့ exhaust gas ပေါ့လေဟုတ်ကဲ့ exhaust gas ကိုအသုံးချပြီးတော့မှသူက exhaust gas နဲ့တာပိုင်ကိုမှုတ်တာပိုင်ကိုမှုတ်တော့ကြတော့သူကလေပါအဲ့ဒီတာပိုင်ကိုမှုတ်လိုက်တဲ့လေသွားတဲ့လေပါအားနဲ့သူက လေတူတွေကလေဟိုမှသူကဟုတ်ဟောပေါ့အင်ဂျင်ထဲကိုတွန်းထည့်ပေးတာပေါ့ဟုတ်ညက်တွန်းထည့်ပေးတာပေါ့ဟုတ်ဟိုးဟိုတုန်းကတော့တာဘိုတွေတိတ်မတုံးကြဟုတ်ကဲ့ဒါပေမဲ့အထူးသဖြင့်ပေါ့လေတောင်မော်ဒေတာလိုဟာမျိုးအဲ့ဒီမှာကြဆိုတော့ဟိုလိုပေါ့လေတုဖိအားဟုတ်ကဲ့လေတုဖီအားသူမြေပြမှာဆိုရင်လေတုဖီအားများတယ်ဟုတ်ကဲ့တောင်မော်ဒေတာရောက်သွားလို့ရှိရင်သူလေတုဖီအားနည်းလာ ်နည်းလို့ရှိရင်သူကဟိုပြင်ပလေတို့ဖိအားပေါ်လဲမူတည်ပြီးတော့မှအင်ဂျင်နဲ့ဝင်တဲ့လေရဲ့ဒုတဲ့ပမာဏကလည်းကွာခြားသွားမှာလေဟုတ်ကဲ့ဟုတ်ဟိုတော့တော့ရိုးရိုးတာမန်အင်ဂျင်တွေပဲတုံးတဲ့အချိန်မှာသူကတောင်ပေါ်ဒေသရောက်သွားလို့ရှိရင်အင်ဂျင်ကသူကသူတို့တတ်မှတ်ထားတဲ့လိုချင်တဲ့အဲမြင်းကောင်ရီစွမ်းဆောင်ရီမထွက်လာတော့ဟုတ်ကဲ့ဟုတ်အဲ့ဒါတွေကိုမှအားနေချက်တွေ့ရသွားပြီးတော့နောက်ပိုင်းသူကတာဘူချ ဒါဘိုချဆိုရလဲရှင်နောက်ဘလိုဝါဘလိုဝါချဆိုရမရှိဘူးဒါပေမဲ့အခုနောက်ပိုင်းအသုံးများလာတော့ဒါဘိုချဒါဘိုချချတာဘူချာကြတယ်တော့ဒါတော့ဟိုစတင်အသုံးပြုခဲ့တဲ့ဟိုရီပဲချက်တွေပေါ့နော်အရင်တော့အားနေချက်တွေကိုအာဟောပါပေါ့အားနေချက်တွေအနည်းဆုံးဖြစ်အောင်ပေါ့ဒါဘူချာချာကိုစပြီးတော့အသုံးပြုခဲ့တဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒါဘူကသူကအဲ့လိုပြင်မလေတူဖီအောင်ဆွဲဆွဲညှင့်ပြီးတော့မှသူကအင်ဂျင်ထဲကို မှုတ်ထည့်ပြီးတော့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဒီကြတော့သူကလေဒုများများရဟုတ်ကဲ့များများရတော့ကြတော့လေအချိုးကသူပုံမှန်သူပြောရတော့နည်းလို့ရှိရင်သူကမီးလောင်မှုကလည်းကုံဆုံးအောင် complete compassion ပေါ့ဗျာအပြည့်အဝလောင်ကျွမ်းမှုမဖြစ်နိုင်ဘူးဟုတ်ကဲ့ဟုတ်အဲ့ဒါနဲ့လိုချင်တဲ့လေဒုကိုများများရအောင်ဆိုတော့အဲ့လိုဆွဲထည့်လိုက်ထဲမှသာလင်းသူကလေကြေအားကောင်းကောင်းနဲ့အမှဟိုဟာဖြစ်တာပေါ့ မီးလောင်ပေါက်ကွဲအားကောင်းပြီးတော့အင်ဂျင်ပါဝါအပြည့်ထွက်တာပေါ့ဟုတ်ကဲ့အဲ့လိုပဲပါဟုတ်ကဲ့ဟုတ်ဟုတ်ဒီတာဘူးချာချာနဲ့ပတ်သက်ပြီးတော့အကိုကြီးဒီဆောင်းရံရှောင်းရံလေးနေအဲဆောင်းရံရှောင်းရံနဲ့အဲအဲ့ဒါကြတော့သူ့ရဲ့အလုတ်လုတ်ပုံလေးကိုအနေချင်းတော့ကျွန်တော်ရှင်းပြရင်ဟုတ်ကဲ့ဟုတ်ကဲ့သူ့ရဲ့အလုတ်လုတ်ပုံကတာဘူးချာချာမှာကျွန်တော်တို့အပိုင်း၃ပိုင်းရှိမယ်ဟုတ်ကဲ့နော် inlet inlet ဘက်ကနေအောင်စပြီးတော့စဉ်းစားမယ်ဆိုရင်ကျွန်တော်ကွန်ပရက်ဆာ ကွန်ပရက်ဆာဘိုင်းရှိမယ်ဟုတ်ကဲ့နောက်ခလဲကကြတော့ကျွန်တော်တို့ဟွာပေါ့ဟွာဘိုင်းခေါ်မလားဘော့ရှင်းနေဒီဟွာတွေအတွက်တဘိုင်းရှိမယ်ဟုတ်ကဲ့နောက်ဟိုဘက်ကကြတော့တာဘိုင်းအိဇောနဲ့မှုံမဲ့တာဘိုင်းဘိုင်းသုံးဘိုင်းရှိမယ်အဲ့သုံးဘိုင်းမှာသူကဖီအား၃မျိုးနဲ့အလုံးလုံးတယ်ဟုတ်ကဲ့တာဘိုင်းဖီအား၃မျိုးနဲ့အလုံးလုံးတယ်အင်းလက်ဘက်ကကြတော့ဖီအားဆိုတော့ညာလေသူကဟိုလိုဖီအားတော့မဟုတ်ဘူးဟုတ်ကဲ့ဘေကျူး လေဟာနယ်ဖိအားပေါ့လေဟာနယ်ဖိအားခလေးကကြတော့ engine wire နဲ့အလုံးလုံးနေတဲ့အတွက်သူက engine wire ဖိအားရှိမယ်။နောက်ဒီဘက်အစွန်ဆုံး exhaust ဘက်အထွက်ပိုင်းကကြတော့သူက exhaust pressure ပေါ့။ Okay. exhaust pressure အဲ exhaust pressure ကသူက engine rpm ပေါ်မူတည်ပြီးတော့မှ engine rpm များရင်များတယ်လို့သူက exhaust pressure တက်တယ်။နောက်ဒီလေဟာနယ်ဘက်ကကြတော့လေအဲအာဘီယန်လေပတ်နှုံးများရင်များတယ်လို့ဆွဲဆုပ်တဲ့အား များတာပေါ့လေများပြီးတော့จิตထဲတဲ့အာပိုကောင်းတယ်နောက်ခလေရကြတော့လေအင်ဂျင်ဝိုင်းကလည်းအဲ့ဒီမှာသူကအင်ဂျင်ဝိုင်းပရက်ရှာရှိတယ်လေအင်ဂျင်ဝိုင်းပရက်ရှာကအင်ဂျင်ဝိုင်းဖလိုးကလည်းဖလိုးရောပရက်ရှာရောပေါ့လေအင်ဂျင် RPM တက်ရင်တက်လာသလိုအဲ့ဒီမှာလည်းအဲပရက်ရှာရှိတယ်အင်ဂျင်ဝိုင်းပရက်ရှာပေါ့အဲ့ဒါလေးကလည်းပြောရတော့ကိုယ်ကိုအင်ဒိုနီးရှားအဲအင်စထရတာတယောက်ကနေမှဒီဒေးရှင်းပြသွားပြီးဘူးလား ူကအဲ့ pressure သုံးခုနဲ့လုံနေတဲ့အချိန်ဟာသူက slow နဲ့အကြာကြီးမထားတဲ့အကြောင်းလေးရယ်နောက်ပြီးတော့ high rpm နဲ့လုံမသုံးမဲနဲ့ဝမ်းမယုံမဲနဲ့ဟုတ်ကဲ့ high rpm နဲ့အကြာကြီးထားရင်ဘယ်လိုဖြစ်တတ်တယ်ဆိုတာလေးဟိုဘယ်လိုရှင်းပြသွားလဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလေးကဘယ်လိုလဲဆိုတော့ဟောပေါ့ high rpm နဲ့ အကြာကြီးထားဥပမာတစ်ခုပထမဆုံးစပြောမယ်ဆိုလိုအာဘီယံပေါ့လေလိုအိုက်တန်နဲ့အကြာကြီးထားလို့ရှိရင်သူကအိဇိုဘက်ကပရက်ရှာကနည်းတယ်ဟုတ်ကဲ့အိဇိုဘက်ကပရက်ရှာနည်းပြီးတော့အင်ဂျင်ဝိုင်းပရက်ရှာကအဲရှိတင်လာတဲ့ဟိုမှာအင်ဂျင်ဝိုင်းပရက်ရှာကရှိနေတယ်အိဇိုပရက်ရှာနည်းတယ်ဆိုရင်အဲအင်ဂျင်ဝိုင်းကနည်းတဲ့ဘက်ကိုအများကြီးနည်းတဲ့ဘက်ကိုသူက ကူးသွားတယ်အဲ့ဒါလေးတစ်ခုအားနှချက်ဖြစ်တတ်တယ်နောက်ပြီးတော့ high exhaust chamber ကိုသူက exhaust pressure နဲ့ဒီ wind pressure နဲ့ပေါ့လေနှစ်ခုလုံနေတဲ့အချိန်မှာ different အားများသွားပြီးတော့ဒီ exhaust pressure က low rpm ဆိုရင်နည်းနေနည်းနေတဲ့အချိန် engine wind pressure ကများသွားလို့ရှိရင်သူကအဲ့ဘက်ကိုဆိုရိုးစိမ့်တတ်တယ်နောက် high idle high idle နဲ့အများကြီးအကြာကြီးအချိန်ကြာကြာမောင်းရင်လည်း ဒါလည်းလုံးမသုံးမနဲ့ပေါ့လေလုံးမသုံးမနဲ့ high iron နဲ့အကြာကြီးထားရင်ကြာသူကဒီ vacuum pressure ပေါ့လေဟုတ်ကဲ့ vacuum pressure တအားများလာလို့ရှိရင် vacuum pressure များလေဆိုတော့အမှလေဟာနေပေါ့လေလေဟာနေတအားများသွားဖြစ်သွားပဲဆိုရင်လည်းသူကဒီ engine wire ကအဲလေဟာနေများတဲ့ဘက်ကိုဟုတ်ကဲ့ engine wire လိုက်သွားတတ်တယ်ဟုတ်ကဲ့အဲနှစ်အဲနှစ်မျိုးပေါ့လေအဲအချက်တစ်ချက်ကနေရှောင်းမှာ engine wire ဒီတာဘိုရဲ့ တတန်းပြေပေါ့လေအသုံးနိုင်တယ်ဟုတ်ဟုတ်သူကလည်းတကယ်တမ်းပြောရတော့သူဒီဇိုင်းကလည်း rated RPM အတွက်ဒီဇိုင်းလုပ်ထားတာဟုတ်ကဲ့ဟုတ်အဲအဲ့လိုလေးတော့ရှိတယ်ဟုတ်ကဲ့ဟုတ်နောက်ဆက်ဆက်ပြီးပြောရရင်ဒီတာဘို charge လောက်ရာကနေမှသူကတာဘို charge လောက်လို့ရှင်သူကတာဘိုကထွက်လာတဲ့လေကသူကဆွဲဆုပ်ညှစ်ပြီးတော့မှထည့်လိုက်တဲ့အတွက်သူကအကျစ်ခံထားဟုတ်ကဲ့သူဟိုခေါ်တာကွာ compressor ဘိုင်းခေါ်တာလေ compress ဆိုတာဖိတယ်ဖိကျပြီးတော့ထဲထားဆိုတော့အဲ့မှာသူကလေရပူတယ်အချစ်ခံထားရတဲ့လေရပူတယ်လေပူတော့ကြတော့သူကအဲ engine compression ချိန်မာတဲ့ရောက်လို့ရှင်သူကပူပြီးသားပွပြီးသားလေကထပ်ပြီးပွမယ်ခါကြတော့ပွနှုံးနေသွားတယ်ဟုတ်ကဲ့အေးပြီးကြုံသွားတဲ့လေမှမီးလောင်ပြီးပေါက်ကွဲပွသွားလို့ရှင်သူက ပို့ပြီးတော့ပေါက်ကွဲအောင်ပွားအားကောင်းတာပေါ့လေဟုတ်ကဲ့ဟုတ်အတိုမိုက်ဇေးရှင်းပို့ကောင်းတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအတွက်နောက်ပိုင်းကျတော့ဘလို့ထပ်ပြီးတော့ဟိုတီထွင်သုံးဆွဲလာကြလဲဆိုတော့ဟိုအင်တာကူလာဟုတ်ကဲ့အာဖရာကူလာဟုတ်ကဲ့ဟုတ်တယ်နော်ဟုတ်ကဲ့အင်တာကူလာအာဖရာကူလာဆိုငါငါညီတော်လည်းထိတွေ့မြင်ဘူးကြားဘူးသိဘူးတော့ဟုတ်တယ်ဟုတ်ကဲ့ဟုတ်သူကအဲဘာအတွက်လဲဆိုတော့အဲတာဘောကကြစ်ပြီးတော့ပူပြီးထွက်လာတဲ့လေကို อะเอขันไปโอเคအဲ့အခန်းပြီးတော့မှတော့အင်ဂျင်နီယာကိုထည့်ပြီ။ဟုတ်ကဲ့။အဲ့နေရာမှာလည်းသူကကူလာက2မျိုးအခြေခံပြီး2မျိုး၃ညတယ်။ဟုတ်ကဲ့။ Air to air ရယ် Air to water ရယ်။ဟုတ်ကဲ့။ Air to water ကြတော့ဘယ်လိုလောက်တက်လဲဆိုတော့ဟို inlet mani ဖို့ပေါ်မှာသူကရေလိုင်းတစ်ခါတည်းဖြတ်ပြီးတော့အဲ့ထဲမှာလေဖြတ်ခိုင်းတာ။ဟုတ်ကဲ့။ Coolant bay ကနေမှာလေဖြတ်အဲ့ပူပြီးကျစ်လာတဲ့တွန်းခံရတဲ့လေကိုအဲ့ ရေလိုင်းကြားနဲ့ဘေးတွေကနေမှဖြတ်ခိုင်းသွားတယ်ဟုတ်ကဲ့သူစီကအပူတွေကိုကိုလင်းနေကူးဆက်ပြီးတော့မှ heat transfer ဖြစ်သွားမယ်အဲကြတော့သူကအပူချိန်ကျသွားမယ်ကျသွားတော့အေးသွားတဲ့လေကမီးလောင်ပေါက်ကွဲချိန်ကျတော့ပိုးပြီးတော့ပေါက်ကွဲအားပိုကောင်းဟုတ်ကဲ့နော်အဲ့ဒါ air to water air to air ဆိုကြည့်အခုနောက်ဆုံးတို့ဟိုတော်တော်ပါသုံးများနေအခုလက်ရှိသုံးများနေတဲ့ဟာကြတော့ air to air ဟုတ်ကဲ့ဟုတ်အဲ့ဒါကြတော့တို့မြင်မှုမှာပါဒီရေတိုင်ကြီးတွေ hydraulic wine cooler ရဲ့ရှေ့မှာလေဟုတ်ကဲ့ဟုတ်အဲအဲတချို့ကြတော့လည်းလေတိုင်ကြီးလို့ခေါ်တာပေါ့လေဟုတ်ကဲ့အဲအဲ့အဲ့ air to air after cooler intercooler အမျိုးမျိုးပေါ့လေခေါ်တာလေးတော့꽌ရင်꽌မယ်ဟုတ်ကဲ့ဟုတ်ကဲ့ component ကတော့ဓာတ်တာပါပဲ intercooler လည်းတချို့တော့ခေါ်တယ်ဟုတ်ကဲ့တချို့ကြတော့လည်း after cooler လို့ခေါ်တာဟုတ်ဟုတ်အဲ air to air cooler တွေခုအသုံးများလာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်သူကအကိုကြီးဒီအခုပြောထားတဲ့အထဲမှာကဒီအလုတ်လုတ်ပုံ ပြောရင်းနဲ့ပဲကိုဒီဆောင်းရရှောင်းရလေးတွေဆောင်းရရှောင်းရလေးတွေတခါတည်းပါသွားတာလဲဟုတ်အရင်ကောက်ပါတယ်ကိုကြီးဟုတ်ကိုကြီးဒီတာဝူခြားခြားနဲ့ပတ်သက်ပြီးတော့ပေါ့ကိုကြီးဒီအတွေ့အကြုံလေးတွေလည်းတစ်ချက်ပြောပြပါဟုတ်တယ်လေမရတော့ဘူးဆိုရင်တာဝူလည်းပျက်စီးလွယ်တာပဲပါဝါ the power of achievement